စီးရီးယားနဲ့ရင်ဆိုင်ကစားရမယ့်မြမလေးရွေးစီအမျိုးသားဘောလုံးအသင်းရဲ့လူစင်းမှာအသင်းကောင်းဆောင်မောင်မောင်လွင်ဝေလင်းအောင်နဲ့ခန်းစစ်ကစားမတီဟာထက်အောင်တို့ဒဏ်ရာပြဿနာတွေရှိနေပြီးပါဝင်နိုင်မှာမဟုတ်ဘူးလို့သိရပါဗျ။မောင်မောင်လွင်နဲ့ခန်းစစ်ကစားမတီဟာထက်အောင်တို့ဟာနိပြဦးမျိုးလိုင်ဝင်ရွေးချယ်ထားတဲ့နောက်ဆုံးကစားမ24ဦးစီးမှာပါဝင်ခဲ့ပြီးပြိုင်ပွဲအနည်းမှာဒဏ်ရာပြဿနာတွေကြုံခဲ့ရတာကြောင့် sorry မှာရှင်ပြိုင်ကစားရမယ်ပထမအချုပ်ပွဲစဉ်ကိုပါဝင်နိုင်မှာမဟုတ်ပေမဲ့ အော်တိုဘလတ်၁၄ရက်နေ့မှာရှင်ပြိုင်ဖို့ရှိတဲ့ဒုတိယအကြော့ပွဲစဉ်ကိုတော့ပြန်လည်ကစားနိုင်မယ်လို့ဆိုပါတယ်။ထိုင်းလီဝမ်ကလပ်လန်ဖွန်ဝါရီယာအသင်းမှာကစားနေတဲ့မြန်မာအသင်းရဲ့အဓိကကစားသမားမမောင်လင်းဟာညာဘက်ပခုံးတန်ရရခဲ့တာဖြစ်ပြီးပက်ထာနီကလပ်အသင်းမှာကစားနေတဲ့ခန်းစစ်ကစားသမားတီဟတ်ထက်အောင်နဲ့မလေးရှားကလပ်နီဂရီဆမ်ဘီလန်အသင်းတွေမှာကစားနေတဲ့ကွင်းလယ်ကစားသမားဝေလီအောင်တို့ကတော့အစောပိုင်းကတည်းကတန်ရရနေတာဖြစ်ကကြန့်ခိုင်မှုမပြေဝတာကြောင့်ပါဝင်နိုင်မှာမဟုတ်ဘူးလို့သိရပါဗျ။ ဒီကစားသမား၃ဦးစလုံးဟာမြန်မာတင်းရဲ့ရှေ့ပွဲစဉ်၂ပွဲမှာပါဝင်စားခဲ့ပြီးအကောင်းဆုံးခြေစွမ်းနေကိုပြသနိုင်ခဲ့ကြတဲ့ကစားသမားတွေလည်းဖြစ်ပါတယ်။အုပ်စုရင်းအားကြီးတဲ့အတင်းဖြစ်တဲ့ဆီးရီးယားအတင်းနဲ့ရင်ဆိုင်ရမယ့်ပထမအချော့ပွဲစဉ်မှာအဓိကကစားသမားတွေဒဏ်ရာပြစ်ဒဏ္ဍာနဲ့ကြုံခဲ့ရတာကြောင့်နိပြဦးမျိုးလိုင်ဝင်းအတွက်အခက်တွေ့စရာကြုံနေရပြီးအော်တိုဘလတ်၉ရက်နေ့မှာရှင်ပြိုင်ရမယ့်၂၀၂၇အာရှဖလားခြေစစ်ပွဲပထမအချော့ပွဲစဉ်မှာ စီးရီးယားအသင်းကိုဘယ်လိုရင်ဆိုင် ပွဲထွက်လာမလဲဆိုတာစိတ်ဝင်စားစရာဖြစ်နေပါတယ်။ဒန်ယန်ရကစားမ၃ဦးစလုံးဟာအော်တိုဘာလ၁၄ရက်နေ့မှာရှင်ပြိုင်ကစားရမယ့်စီးရီးယားနဲ့ဒုတိယအကြိုပွဲစဉ်ကိုပါဝင်ကစားနိုင်ဖို့မတိကျသေးပေမဲ့လက်ရှိမှာတော့ရန်ကုန်ကိုပြန်ရောက်နေပြီးလေ့ကျင့်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။